အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာနေပြည်တော်ကောင်စီနယ်မြေအတွင်းသို့တောက်သုံးရေများဖြန့်ဝေပေးတဲ့ဒဂိနသီရီမြို့နယ်ရှိရန်အောင်မြင့်တမန်ငရင်တန်းကျောင်းတမန်များထိခိုက်ပျက်စီးမှုခြေနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများရဲ့ရှင်းလင်းတင်ပြချက်များပေါ်သိရှိလိုတာများမေးမြန်းဆွေးနွေးပြီးလိုအပ်တာများလမ်းညွှန်မှာကြားပါရစေ။ အဆိုပါရန်အောင်မြင်တမန်ဟာမြို့ရေပေးဝရေးတစိတွေပိုင်းပံ့ပိုးပေးနေတဲ့မြေသားတမန်မျိုးစားဖြစ်ပြီးတမန်အမြင့်36ပင်တမန်အလျား4060ပင်ရေစင်းဧရိယာမှာ7စတူရမ်းမှရှိပြီး ကုန်းကျော်တမန်ရဲ့ကံရည်ပြည့်အမှန်ဖူတန်လေဘယ်အထက်မှာမြေသားပေ၃ပေမှာမြေငရင်တန်းကြောင့်မြေသားများကျိုးပြက်ပြူကျအကွဲမှုများဖြစ်ပေါ်လျက်ရှိသဖြင့်တပ်ဆိုင်ရာမှာယာယီရေတာတမန်အဖြစ်အဆိုပါရေတာတမန်ရဲ့အောက်မှာကုန်းကျော်တမန်အစ်စ်တစ်ခုတိဆောက်ကဒုတိယကုန်းကျော်တမန်နေရာမှာတာထောက်၍တာပြန်ဖို့ခြင်းလုပ်ငန်းများအားပြန်လည်ပြုပြင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့တမန်ကျိုးပေါက်နိုင်မှုအနည်းငယ်လုံးဝမရှိကြောင်းစစ်ဆေးတွေ့ရှိရကြောင်းသိရပါတယ်။ ဆက်လက်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာဇဘူသီးရီမြို့နယ်ရှိမြို့ရေပေးဝေရေအကူစက်တစ်ခုဖြစ်တဲ့ရေငန်းတမန်ကိုလည်းငရင်တန်းချောင်းထိခိုက်ပျက်စီးမှုခြေနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားလိုအပ်တာများလမ်းညွှန်မှကြားပါတယ်။အဆိုပါရေငန်းတမန်ဟာမြေသားတမန်မျိုးစားဖြစ်ပြီးတမန်အမြင့် P30 တမန်အလျား P1000 ရေစင်းဧရိယာမှာ1200အိတ်ကရှိပြီးတမန်ရဲ့ ထိပ်ပြင်အပိုင်းမှာအကြောင်းများဖြစ်ပေါ်ခြင်းရေထုတ်ပြုံအနီးရဲ့တမန်ရဲ့ထိပ်ပြင်အပိုင်းမှာအကြောင်းများဖြစ်ပေါ်ခြင်းရေထုတ်ပြုံအနီးတမန်ရဲ့အပြင်ဘက်အပိုင်းအချို့မှာငရင်တန်းကြောင့်ကျိုးပြက်အကွဲခြင်းများဖြစ်ပေါ်ခဲ့သဖြင့်တပ်ဆိုင်ရာတာဝန်ရှိသူများကတမန်အတွင်မှာရေပီအားရောင်းနေစေရေးလေးပီကန်ရေထုတ်လျှော့ချပြီးပြည်ပြင်ရေလုပ်ငန်းများအားအမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပြီးစိုးရိမ်ပွဲရာမရှိကြောင်းသိရှိရပါသည်။ အဲဒီကမှတဆင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာဇဘူတိရီမြို့နယ်ရှိချောင်းမကြီးရေလောင်တမန်ကိုရောက်ရှိရာတာဝန်ရှိသူများကနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိစစ်တမန်ဆိုင်ရာအချက်အလက်များတမန်များရဲ့ကြန့်ခိုင်မှုအခြေအနေနဲ့ငရင်တန်းကြောင့်တမန်ပြက်စီးခဲ့မှုအခြေအနေများအားရှင်းလင်းတင်ပြကြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ကသိရှိလိုတာများမေးမြန်းပြီးစစ်တမန်များကြန့်ခိုင်မှုများအားစနစ်တကျစစ်ဆေးရန်နဲ့လိုအပ်ပါကတမန်အောက်ခြေသို့တက်မတော်ရေးမှာ ၊ကျွမ်းကျင်ရင်ကိုစစ်တီများနဲ့ရေအောက်ကင်မရာများအသုံးပြုပြီးစစ်ဆေးခြင်းများဆောင်ရွက်ရန်နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့တောက်တုံးရေများဖြန့်ဝေပေးတဲ့တမန်များဖြစ်တဲ့အတွက်တမန်များကျိုးပေါက်မှုမရှိစေရေး၊တန်ရှင်းသောတောက်တုံးရေရရှိစေရေးစနစ်တကျစီမံဆောင်ရွက်သွားရန်အခြားလိုအပ်တာများကိုလမ်းညွှန်မှာကြားပါရစေ။